တမ်းမောင်းများစွာသောလူအရှိမမြန်မာနိုင်ငံအလံကိုလွှင့်ထူပြနိုင်ခဲ့သူဂျိုရှော့ပန်ပရိသတ်များလုံးမိန်လာများမန်ချက်စတာဖော်ဝါဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်တမ်းမောင်းများစွာသောလူအများရှိမမြန်မာနိုင်ငံအလံကိုလွှင့်ထူပြီးဒါအမြမဆိုပြီးကြွေးကြော်ပြနိုင်တဲ့လူသားရဲလို့မများဆဆမရှိပါဘူးမကြာခင်အသက်80ပြည့်တော့မြန်မာနိုင်ငံရဲ့အတူတူတဲ့သောလူပဲဆုရှင်အမျိုးသမီးအကြီးတူးနဲ့ကချင်သားကြီးအောင်လာအန်ဆန်တို့လောက်သာရှိခဲ့ကြမယ်ထင်ပါတယ် ။တခြားသောလူမှုကွန်ရှိုးလည်းရှိကျင်ရှိပါလိမ့်မယ်။ဒါပေမဲ့ဂုံစရာကောင်းတဲ့လောက်ရမျိုးမြန်မာနိုင်ငံကိုဂုံတက်စေတဲ့စွမ်းဆောင်ရည်မျိုးကိုပြသနိုင်ခဲ့သူပြသထားခဲ့သူကတော့အဆိုပါပုဂ္ဂိုလ်နှစ်ယောက်ပဲရှိတယ်လို့ပဲညွှန်ဆိုကြပါတယ်။အခုဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်တွေလိုမျိုးနောက်ထပ်လူငယ်လေးတယောက်ကလည်းအဲ့လိုတမ်းပေါင်းများစွာသောလူပုဂ္ဂိုလ်တွေရှိမှမြန်မာနိုင်ငံအလံကိုလွှမ်းခြုံပြီးတပီဖန်သားပြင်ပေါ်ကနေဒါကမြန်မာဆိုပြီးကြွေးကြော်ပြသွားခဲ့တာပါကိုယ်နိုင်ငံအလံကိုလွှမ်းခြုံပြီးတမ်းပေါင်းများစွာသောလူအများရဲ့ရှိမှအောင်ပွဲခံပြရနိုင်တာကြွေးကြော်ပြနိုင်တာဟာတော်ရုံစွမ်းဆောင်မှုမျိုးတော့မဟုတ်ဘူးလို့ဆိုရမှာပါ ခုနိုင်ငံရဲ့အလံကိုတခြားသောနိုင်ငံတွေနဲ့ဖြစ်ပြီးတီတီဖန်သောပြင်ထက်မှာလွှင့်တူပြသွားခဲ့တာမဟုတ်ပဲမြန်မာနိုင်ငံအလံတစ်ခုတည်းကိုပဲလူသန်းပေါင်းများစွာရှိပါဂိုင်းဝင်ကြားစွာလွှင့်တူပြသွားခဲ့တာပါမြန်မာနိုင်ငံသားတယောက်အနေနဲ့ခုနိုင်ငံရဲ့အလံကိုတခြားသောနိုင်ငံတစ်ခုမှာလွှင့်တူပြခွင့်ရတာကလည်းတကယ့်ကိုဂုံစရာကောင်းတယ်လို့ခုနိုင်ငံအလံကိုလွှမ်းခြုံပြီးဂုံစရာဂုံတက်စရာတစ်ခုဖြစ်အောင်စွမ်းဆောင်ပြနိုင်တာကလည်းတကယ့်ကိုဂုံစရာကောင်းတဲ့အလုပ်ရတစ်ခုလို့ဆိုရမှာပါ အဲ့လိုလူသားပေါင်းများစွာရဲ့ရှေ့မှာကိုယ်နိုင်ငံလန်ကိုဂုံစရာတစ်ခုဖြစ်အောင်စမ်းဆောင်ပြသွားခဲ့တဲ့လူငယ်လေးကတော့ချင်းတိုင်းသားလူငယ်ဖိုင်တာလေးဂျိုရှွာပဲပဲဖြစ်ပါတယ်။သူကမြန်မာနိုင်ငံသားအချင်းလူမျိုးတယောက်ဖြစ်ပေမဲ့ကိုယ်နိုင်ငံကိုလူမျိုးကိုဘယ်နေရာရောက်ရောက်မမေ့တက်သူတယောက်လို့ဆိုရမှာပါ။ကိုယ်နိုင်ငံလန်ကိုအများသူငါရှေ့မှာလင်းထူပြရင်ဂုံရင်ဝင်ကျွားစွာအောင်ပွဲခံခွင့်ရဖို့အတွက်ချင်းလူငယ်ဖိုင်တာလေးဟာကိုထူကိုထရုံးကန်ပြသွားခဲ့တာဖြစ်ပြီးအခုတော့သူ့ရဲ့စူးစမ်းမှုတွေဟာအားထင်သွားခဲ့ပြီလေဖြစ်ပါတယ်။မြန်မာနိုင်ငံလန်ကိုလွှမ်းခြုံလို့တမ်းပေါင်းများစွာသောလူအများရှေ့မှာဖျက်ရှောင်ရင် လက်ခုပ်ဩဘာတန်တွေကလည်းစုံညံပွဲလုံးရိုက်သွားစေခဲ့တဲ့အထိချင်းလူငယ်ဖိုင်တာလေးဟာစွမ်းဆောင်ပြသွားခဲ့တာဖြစ်ပါတယ်။တိတ်ကိုတော်တဲ့လူငယ်လေးတယောက်ဖြစ်သလိုလူငယ်တိုင်းမြန်မာနိုင်ငံသားတိုင်းအထူးယူသင့်တဲ့လူငယ်လေးတယောက်ဖြစ်သတ်မှတ်သွားရမှာပါ။လူငယ်တွေကကိုယ့်နိုင်ငံကိုကိုယ်ချစ်သလောက်လူကြီးတချို့ကတော့မချစ်ကြဘူးလို့ပဲဆိုကြပါတယ်။ချင်းလူငယ်ဖိုင်တာလေးဟာငယ်စဉ်ကတည်းကအဆင်ပြေမှုတွေနဲ့ရုန်းကန်ခဲ့ရတဲ့ပြင်မိခင်မုံဆိုးမကြီးနဲ့တူဘဝကိုခက်ခဲကြမ်းတမ်းစွာဖျက်ဆီးခဲ့ရပေမယ့်သူ့နိုင်ငံအတွက်သူတန်ဆွမ်းတဲ့ဘက်ကနေအကောင်းဆုံးစွမ်းဆောင်ပြနေခဲ့တာပါ။ ဒီနိုင်ငံမှာငလင်ဘေးထန်အနေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတော့သူကိုယ်တိုင်အားတက်တရောနဲ့လှုပ်ရှားမှုတွေလုပ်ခဲ့တယ်လို့အလုံမွေထောက်ပံ့မှုတွေပါပြုလုပ်ပြီးကိုငင်ထောက်ပံ့မှုတွေပြုလုပ်ခဲ့သူပါဒါပေါ်ပင်လုပ်ပြနေတာမဟုတ်သလိုတခြားသူတွေရဲ့ပတ်စံကိုဗန်းပြပြီးပရဟိတသမားရောင်ရောင်ဘာရောင်နဲ့နမဲကောင်းဝင်ယူပြနေခဲ့တာလည်းမဟုတ်ပါဘူးတချို့တွေလိုလိုင်းမော်တင်လိုက်နမဲလေးယူလိုက်ဆဲကျင်တယ်လို့ဆဲလိုက်စော်ကားကျင်တယ်လို့စော်ကားလိုက်လုပ်ပြီးအလုံအတန်းလေးလောက်ကနေရာဝင်ယူတက်တဲ့သူတွေထဲမှာအစောပိုင်းချင်းလူငယ်လေးမပါဘူးလို့ဆိုရမှာပါ စင်ရင်စင်နာကောင်းသူတရားဖြစ်တဲ့အတွက်သူ့ကိုအားလုံးကလည်းထိကြသလိုပြည်သက်တွေပေးတဲ့ခွန်အားတွေနဲ့တူချင်းလူငယ်ဖိုက်တာလေးဟာအောင်မြင်မှုပန်းတိုင်စီကိုရှောင်လန်းနေကြတာဖြစ်ပါရင်အခုဆိုရင်တော့ USC လိုထိတ်တန်းပြိုင်ပွဲအခြေတစ်ခုရဲ့ flyweight တန်းမှာ ranking အဆင့်30အတွင်းရပ်တည်နေခဲ့ပြီးမကြာခင်မှာလည်း ranking အဆင့်10မှာရပ်တည်နေခဲ့တဲ့ fighter နဲ့ရှင်ပိုင်သွားတော့မှာဖြစ်ပါရင်သူတို့အားလုံးက champion လောင်းအတရားအဖြစ်သတ်မှတ်ထားခဲ့ကြပေမဲ့သူဟာလူတန်းပေါင်းများစွာရှိမှာမြန်မာနိုင်ငံလန်ကိုလွှင့်ထူပြီးဂေါ်ယွင်ဝင်ကြောင်းနိုင်အောင်ဆွမ်းဆောင်ပြထားနိုင်တာနဲ့ မြန်မာပြည်သက်တွေကတော့သူ့ကိုချန်ပီယံတယောက်အဖြစ်သတ်မှတ်ထားခဲ့ကြပြီဖြစ်ပါတယ်။သူတွေကတော့ဂျိုရှွာဘန်ဖြစ်ပြီးတော့သူဟာမြန်မာနိုင်ငံအတွက်တန်ဖိုးဖျက်လို့မရတဲ့နောက်ထပ်ယန္တနာတစ်ပါးအဖြစ်အသိမှတ်ပြုသွားရမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Force Zone Channel လေးကို Like and Follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။